ရွဲကုန်သည်ဝိရိယလျော့သောယဟန်တပါးကိုအကြောင်းပြု၍အတိုင်းမတိတံပိုးထိုက်သောတရားမှသွေဖီလွဲချော်နိုင်ကြောင်းကိုဗုဒ္ဓကယတိတ်ဆက်ကြောင်းကိုဆောင်းလေးဟောတော်မူပါသည်ရှေးလွန်လေပြီးသောအခါဣပတကဘာမှပြန်လေရွတ်သောငါးခုမြောက်ကဘာတွင်ဖျားလောင်းသည်တေရီဝတိုင်းနာရွဲကုန်သည်ချစ်ခဲ့ပါသည် သူတွင်လောဘကြီးသောအဖော်ရဲကုန်သည်တယောက်လည်းရှိသေးတယ်သူတို့နှစ်ယောက်ဟာနီလဝါဟမြစ်တစ်ဖက်ကမ်းရှိအရိတ်ထပူရမြို့တွင်ရွေးများရောင်းချလေးရှိကြတယ်သူရက်ွက်ကိုရက်ွက်သူရောင်းရမိလန်းကိုရောင်းရမိလန်းဟူ၍ဈေးွက်ကိုခွဲခြားထားကရောင်းကြတယ်တဦးဈေးွက်တွင်အခြားတဦးကအလင်းဦးစွာဝင်မရောင်းရရောင်းလို့သောဈေးွက်ပိုင်သူရောင်းချပြီးနောက်မှသာဝင်ရောင်းနိုင်သည်ဟုစီကံသတ်မှတ်ထားတယ်ဒီတိုင်းဆိုမဖြစ်ဘူးရောင်းရင်ကျုပ်တို့လူခွဲသွားကြမယ်ဟုတ်တယ်ရောင်းရင် ရောင်းရင်ကဘဘက်လန်းကသွားပြီးဘဘက်ရက်ကွက်ကိုဝင်။ကျုပ်ကညာဘက်လန်းကသွားပြီးညာဘက်ရက်ကွက်ထဲကိုဝင်မယ်။ထိုရိတ်ထပူရမျိုးတွင်အထည်ကြီးပြက်မြေပွားနှစ်ယောက်လည်းရှိပါတယ်။သူတို့တွင်သူထေးကြီးသုံးဆွဲခဲ့ကြသည့်ရွှေကွက်ဟောင်းကြီးတစ်ခုကျန်နေပြီးခြေတို့ဖြင့်မိညစ်နေတယ်။ ဒီနေ့တွင်မြင်းမငယ်သည်လောဘတာရွဲကုန်တီထံမှရွဲတန်စာကိုဝယ်ရန်တံမိုးဖြစ်ထိုခွက်ကိုပေးတယ်လောဘတာရွဲကုန်တီဟာခွက်ဖင်ကိုအဖျားဖြင့်ချစ်ကြည်ရာရွှေခွက်ဖြစ်ကြောင်းသိလေအခမဲ့သာရယူလိုသဖြင့်ဒီခွက်ကြီးဘာမှအသုံးမတည့်ဘူးဟုဆိုကာခွက်ကိုလွင့်ပစ်ခဲ့ပြီးထွက်သွားခဲ့လေ ညာ No No တို့ဖះအောင်ရွဲကုန်သည်ဝင်လာသောအခါယမြင်းမလေးသည်ထိုခွက်ဖြင့်ပင်ရွဲဝဲပြန်နေဖះအောင်သည်ရွှေခွက်ဖြစ်ကြောင်းသိလေညီမဤခွက်သည်ရွှေခွက်ဖြစ်လေ ဖိုးတသိန်းထိုက်တန်သည်ကျုံ့ုပ်တွင်အဖိုးတသိန်းထိုက်တန်သည့်ရွေးများမပါပါဟုယောသားစွာဆိုလေသို့သောမြေပွားနှစ်ယောက်ကရွေးတန်စာကိုရလျင်ကျင်းနေပြီဟုဆိုသောကြောင့်ဖျားအောင်သည်ပါလာသည့်ငွေသား900နှင့်900ပင်တန်မိုးရှိသည့်လက်ကျန်ရွေးများကိုပေးခဲ့ပြီးရွှေခွက်ကိုယူလာခဲ့သည် လောဘတာရွဲကုန်ဒီဟာနောက်တစ်ခေါက်ပြန်လာကစောစောကခွက်ဆုပ်ကိုပေးရွဲတလုံးပေးမိဟုပြောလိုက်တယ်မြေပွားတို့ကရွှေခွက်ကိုအခြားရွဲကုန်ဒီတယောက်အားရောင်းလိုက်ပြီဟုပြောလိုက်ကြတယ်လောဘတာရွဲကုန်ဒီဟာတသိမ့်တန်ရွှေခွက်ကြီးနဲ့လွဲရလေပြီဟူသောသောကကြောင့်တတိမိမျောသွားတယ်စောစောကခွက်ဆုပ်ကိုပေးရွဲတလုံးပေးမိရွှေခွက်ကိုအခြားရွဲကုန်ဒီတယောက်အားရောင်းလိုက် Oh no! တိပြန်ရလာချိန်တွင်ပါလာတိငွေနှင့်ရွဲများကိုအိမ်ရှိတွင်ပင်လွင့်ပစ်လိုက်ပြီးနောက်ဖျားအောင်ရဲ့ဂုံတီအားရိုက်တက်လက်ရွှေခွက်ကိုလူယူရန်ချိန်ခွင်ရိုးကိုကင်လျက်အပြေးလိုက်သွားတယ်။တို့ရာတွင်သူမြစ်ဆက်ရောက်ချိန်နဖျားလောင်းရွဲဂုံတီဟာကူးရိုလီစီးလက်သွားရာမြစ်လေကိုကြော်လျက်ဟိုဘကန်းနှင့်နီးကပ်သောနေရာသို့ရောက်နေပြီးထို့ကြောင့်လောပသားသည်တသိန်းနံသည့်ရွှေခွက်ကိုလက်လွတ်ဆုံးရှုံးရပြီးဟုတိလိုက်ရသည်။ ရင်တည်ဝင်လာသည့်ခဏတွင်ပင်သူသည်သွေးပွက်ပွက်အံ့၏အသက်ကုန်ခြင်းသို့ရောက်ခဲ့ရပါသည်။ဇပောင်းသောလောဘကြီးသူရွှဲကုန်သည်တီဒေဝရက်ဖြစ်ပြီးယောသားသူရွှဲကုန်သည်သည်ဗုဒ္ဓပြာအောင်ဖြစ်ပါれ။အနှစ်ချုပ်အနေနှင့်လောဘကြီးလျင်အရနေတတ်သည်ဟုနားလည်မှတ်သားခဲ့ရသည်ကိုပြန်လည်မျှဝေပေးလိုက်ရပါသည်။